ထားပါရှင်ဒီမှာသတင်းပါဒီဇင်ဘာလ9ရက်နေ့အတွက် People's Bank ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်မော်ဒီနဲ့ဆွေးနွေးမှုတွေကအပြုသဘောဆောင်ခဲ့တယ်လို့ပူတင်ပြောပါတယ်အမေရိကန်ကသစ္စာဖောက်နိုင်ကြောင်းယူကရိန်းကိုပြင်သစ်သမ္မတသတိပေးခဲ့တယ်လို့ဆိုတာပါဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေကိုလှုပ်ကြံခဲ့သူကဂျန်ရဲ့သူမိသားစုကိုတောင်းပန်လိုက်ပါတယ်ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရှင်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမော်ဒီနဲ့တွေ့ဆုံဆွေးနွေးမှုဟောင်း အပြုသဘောဆောင်ခဲ့တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကဒေလီမြို့တော်မှာမိုဒီနဲ့တွေ့ဆုံဆွေးနွေးမှုအပြီးသတင်းစာရှင်းလင်းပွဲမှာပူတင်ကသူနဲ့မိုဒီစကားပြောခဲ့တဲ့အခြေအနေဟာအများကြီးအပြုသဘောဆောင်ပြီးခင်မင်ရင်းနှီးမှုအငွေ့အသက်တွေလွှမ်းခြုံနေကြတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။သူကိုနွေနွေထွေးထွေးကြိုဆိုခဲ့တဲ့အိန္ဒိယသမ္မတနဲ့ဝန်ကြီးချုပ်ကိုလည်းကျေးဇူးတင်ကြောင်းပူတင်ကဆိုပါတယ်။သူကရုရှားနဲ့အိန္ဒိယအစိုးရတွေကြားမှာ ပုံမှန်ခုံးခုတ်ဆုံးမှုတွေရှိပြီးအလို့သဘောအရနနီးကကတ်ဆွေးနွေးမှုတွေကိုထိန်းသိမ်းထားနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။သူနဲ့မိုဒီတွေးဆမှုမှာတော့ဂုံသွေးကန္တာအပေါ်ဝင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရင်းနဲ့ပတ်သက်လို့အထင်ကြီးောက်စရာသဘောတူညီမှုအသစ်တွေကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လည်းပူတင်ကအတည်ပြုခဲ့ပါတယ်။အိန္ဒိယစီရုရှားရင်းနှံတွေဆက်လက်ရောင်းချရေးနဲ့ပတ်သက်လို့တော့ပူတင်ကရုရှားဟာအိန္ဒိယရဲ့စွန့်ရင်ကန္တာမှာယုံကြည်ထိုက်တဲ့ထောက်ပံ့အားပေးသူအဖြစ် အစဉ်ရက်တည်ခဲ့ပြီးသားဖြစ်တယ်လို့မှတ်ချက်ပေးသွားပါတယ်။ သူကဥပမာအဖြစ်အိန္ဒိယရဲ့အကြီးဆုံးနျူကလ িয়ার စွမ်းအင်သုံးဓာတ်အားပေး project မှာရုရှားကအကူအညီပေးထားတာကိုထောက်ပြခဲ့ပါတယ်။အိန္ဒိယနဲ့ရုရှားကြားဆွေးနွေးမှုတွေပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးစိတ်ကျေနပ်စရာရလဒ်တွေဖန်တီးနိုင်ခဲ့ခြင်းကနှစ်နိုင်ငံကြားဆက်ဆံရေးကိုပိုပြီးနှဆိုင်ခိုင်မာလာစေလိမ့်မယ်လို့ပူတင်ကပြောကြားသွားပါတယ်။အစောပိုင်းမှာတော့ပူတင်နဲ့အတူသတင်းထောက်တွေကိုတွေ့ဆုံခဲ့တဲ့မိုဒီကရုရှားနဲ့ဆက်ဆံရေးကိုအရှိန်အဟုန်နဲ့အမြင့်တင်ဖို့ဆိုရဟာ အိန္ဒိယအတွက်အမြဲတမ်းဦးစားပေးဖြစ်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။အိန္ဒိယရဲ့စွန့်ရင်ဖူလုံရေးရီမန်းချဟာနှနိုင်ငံကြားဆက်ဆံရေးကိုတိဆောက်ရမှာအရေးပါတဲ့အမန်တိုင်တစ်ခုလို့လည်းမိုဒီကညွှန်ဆိုခဲ့ပါတယ်။အိန္ဒိယနဲ့ရုရှားတို့ဟာနှိကတဲ့ပေါင်းစည်းမှုတွေရှိခဲ့ပြီးအခုဆွေးနွေးပွဲမှာတော့ရုရှားအခြေဆိုင်အိန္ဒိယကောင်စည်ဝင်ရောနှစ်ခုထပ်ဖွဲ့မှုသဘောတူလိုက်တဲ့အတွက်နှစ်ဖက်ဆက်ဆံရေးဟာပိုလို့တောင်နှိကလာလိမ့်မယ်လို့မိုဒီကစက်ပြောသွားပါတယ်။သူကယူကရိန်းစစ်ပွဲကိစ္စနဲ့ပတ်သက်လို့လည်း ပူတင်နဲ့စကားပြောပြခဲ့ကြောင်းအိန္ဒိယရဲ့သဘောထားဟာစစ်ပွဲစတင်ချိန်ကတည်းကအတိုင်မပြောင်းလဲပဲရှိနေကြောင်းအဲဒါကတော့ငြိမ်းချမ်းရေးကိုပဲအားပေးဖို့ဆိုတဲ့မူဝါဒဖြစ်ကြောင်းမိုဒီကဆိုပါတယ်ယူကရိန်းမှာအထွတ်ရှိငြိမ်းချမ်းစေဖို့အားထုတ်မှုတိုင်းကိုအိန္ဒိယကထောက်ခံမယ်လို့လည်းမိုဒီကပြောကြားသွားပါတယ်ရှင်အမေရိကန်ဟာယူကရိန်းအပေါ်တစ္ဆောက်ဖောက်နိုင်ခြင်းရှိတယ်လို့ပြင်သစ်သမ္မတကယူကရိန်းသမ္မတအပေါ်တရေပေးခဲ့ကြောင်းဂျာမန်မီဒီယာတို့ကဖော်ပြသွားပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမားဇယ်လန်စကီးက ဥရောပနိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေနဲ့မကြသေးခင်က ဖုန်းဆက်သွယ်ပြောဆိုမှုတွေကိုရေးမှတ်ထားတဲ့အမှတ်တမ်းတစ်ခုပေါကြားမှုမှာ ပြင်သစ်သမ္မတအီမန်နျူရယ်မာခရမ်ရဲ့တတိပေးစကားကိုတွေးကြရကြောင်းဂျာမန်သတင်းမဂ္ဂဇင်း Der Spiegel ကဆိုပါတယ်။ American ဟာရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်းစေဖို့ကြောက်ဝင်ညှိနှိုင်းပေးနေပေမဲ့ယူကရိန်းနဲ့ဥရောပခေါင်းဆောင်တွေချိတ်ဆက်ပြီးဖုန်းပြောဆိုခဲ့မှုအမှတ်တမ်းအရာတော့ဥရောပနိုင်ငံခေါင်းဆောင်တော်တော်များများကယူကရိန်းစီအမေရိကန်ရဲ့ချင်းကပ်နေတဲ့ရိုးသားမှုအပေါ် တန်တရားရှိနေတယ်လို့ Dell Speaker ကိုမှတ်ချက်ပြုထားပါတယ်။ Macron ကလက်ရှိညှိနှိုင်းဆွေးနွေးမှုတွေဟာ Zelensky အတွက်အနေရကြီးတစ်ခုခုဖြစ်လာနိုင်တယ်လို့တည်ပြပေးခဲ့ကြောင်းသိရပါတယ်။အလားတူဂျာမနီအဓိပတိ Mars ကလည်း Ukraine သမ္မတအနေနဲ့အရန်ကိုဂရုစိုက်ဖို့တိုက်တွန်းသွားခဲ့တယ်လို့ဆိုပါတယ်။ Ukraine ကိုရောဥရောပကိုပါ American ကကစားပွဲတွေမှာချဲ့လဲနေတယ်လို့ Mars က Zelensky ကိုပြောကြခဲ့ကြောင်း Dell Speaker ကဖော်ပြခဲ့ပါတယ်။ Macron ကတော့ အချုပ်ချာအာဏာနယ်မြေတွေကိစ္စနဲ့ပတ်သက်ရင်အမေရိကန်ဟာယူကရိန်းကိုတိစောက်ဖောက်နိုင်ကြောင်းနဲ့ယူကရိန်းအတွက်ခိုင်မာတဲ့လုံခြုံရေးအာမခံချက်မျိုးမပေးဘဲခေါင်းဆောင်သွားတာမျိုးလည်းရှိလာနိုင်ကြောင်းဇယ်လစကီးစီသတိပေးခဲ့ပါတယ်။ထရမ့်နဲ့ခေါင်းရိုက်ဖတ်တူဖြစ်တဲ့ဖလန်တမရအလက်ဇန်ဒါစတပ်ကလည်းယူကရိန်းနဲ့ဇယ်လစကီးတို့ကြီးတသက်ထရမ့်တို့နဲ့လွှတ်ပေးထားလို့မရဘူးဆိုပြီးထောက်ပြခဲ့ကြောင်းဒယ်စပီကာကရေးသားထားခဲ့ပါတယ်။ ထရမ့်ကိုလူသိရှင်ကြောင့်ချေချိုးလေးရှိတဲ့ NATO စစ်မဟာမိတ်အဖွဲ့အတွင်းရဲ့မူ Mark Rutte ကလည်း Step Yes ကားကိုထောက်ခံပြီး Ukraine ကြီးပဲလွတ်ပေးထားရင်ဒုက္ခရောက်ကုန်မယ်လို့ဆိုခဲ့ကြောင်းသိရပါတယ်။ Dell Speaker ကအဲ့ဒီသတင်းဖော်ပြချက်နဲ့ပတ်သက်လို့ဒီဇင်ဘာလ၁ရက်နေ့ဖုန်းဆက်ဆွေးနွေးမှုမှာပါဝင်ခဲ့ပြီးကောင်းကောင်းသိရှိထားတဲ့သတင်းရင်းမြစ်တချို့စီကအတည်ပြုချက်တွေရရှိထားတယ်လို့လည်းဆိုပါတယ်။ Zelensky ရဲ့အစိုးရအဖွဲ့ကတော့ဒီသတင်းအပေါ်ဗမတ်ချက်မှမပေးခဲ့ပါဘူး။ အလောက်တူဂျာမနီအစိုးရရောပြင်သစ်သမရာအိမ်တော်ဖြစ်တဲ့ E-line C နန်းတော်ကပါနှုတ်ဆက်နေပါတယ်။ဒါ့အပြင်နေတို့အတွင်းရမှုချုပ်ရုံးကလည်းဘာမှမဖြေရှင်းပါဘူး။ Dell Speaker ကတော့နိုင်ငံခေါင်းဆောင်တွေချိတ်ဆက်ပြီးဖုန်းပြောခဲ့တဲ့အမှတ်တမ်းမူရင်းကိုရရှိထားကြောင်းဖော်ပြထားပါတယ်ရှင်။ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေကိုလှုပ်ကြံခဲ့တဲ့အမျိုးသားကကွယ်လွန်သူရဲ့မိသားစုကို တောင်းပန်ခဲ့ကြောင်းသိရပါတယ်။တက်ဆူယာယာမာဂါမီဟောင်း2022ဇူလိုင်10ရက်နေ့တုန်းက ိုင်ငံအနောက်ပိုင်းနာရာမြို့ကနိုင်ငံရေးဟောပြောမှုအစီအစဉ်တစ်ခုမှာ အာဘေးကိုပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ရမဂါမီဟောလူတက်မှုဆက်ဆွဲချက်အတွက်ပြစ်မှုထင်ရှားတယ်လို့တရားရုံးကအဆုံးပြတ်ထားပြီးဖြစ်ပါတယ်။ဒီဇင်ဘာ၄ရက်နေ့မှာတော့ရမဂါမီကသူဟာအာဘေးရဲ့ဇနီးဖြစ်သူအာဂိုင်အာဘေးအတွက်အထူးစိတ်မကောင်းဖြစ်မိပြီးတောင်းပန်ကြောင်းတရားခွင်မှာပြောကြားခဲ့ပါတယ်။သူကြောင့်မိသားစုတစ်ခုဟာလွန်ခဲ့တဲ့၃နှစ်ခွဲလုံးလုံးထိခိုက်ခံစားခဲ့ရကြောင်းဒီအတွက်သူ့မှာဘေးစရာဆင်ခြင်မရှိကြောင်း ရာမာဂါမီကဆိုပါတယ်။သူဟာလက်လုံတနက်တလက်ကိုအသုံးပြုပြီးအာဘေးကိုပြက်ခတ်ခဲ့တာပါ။ဝန်ကြီးချုပ်ဟောင်းကိုအရေးပေါ်ဆေးရုံတင်ပို့ခဲ့ပေမဲ့ဒဏ်ရာပြင်းလို့အဲ့ဒီနေ့မှပဲကွင်လွန်သွားခဲ့ပါတယ်။ရဲတွေကစုံစမ်းစစ်ဆေးတဲ့အခါရာမာဂါမီကသူ့မိသားစုကိုဘဝပြည့်စေခဲ့တဲ့အငင်းပွားစရာဘာသာရေးခိုင်းတစ်ခုနဲ့ဆက်နွယ်နေတာကြောင့်အာဘေးကိုအညှိုးထားပြီးလှုပ်ကြံတက်ဖြတ်ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။အဲ့ဒီကိစ္စနောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေမှာတော့ ပေါင်းစည်းရေးဖျားကြောင်းလို့နာမည်ပေးထားတဲ့ဘာသာရေးဂိုင်းနဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတွေပါထွက်ပေါ်လာပြီးအခုနှစ်မတ်လမှာတော့ဂိုင်းကိုဖျက်သိမ်းဖို့တိုးချိုတရားရုံးတစ်ခုကအမိန့်ချခဲ့ပါတယ်။ဘာသာရေးဂိုင်းကတော့ဒီဆုံးဖြတ်ချက်ကိုအယူခံဝင်ပြီးအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ပြောပါတယ်။ရာမာဂါမီကဖျားကြောင်းတာဝန်ရှိသူတွေဟာယုံကြည်ကိုးကွယ်သူသူမိသားစုဝင်တွေကို စီးပွားပြတ်တဲ့အထိလှည့်စားပြီးငွေတွေညှိယူခဲ့တယ်လို့ဆွဆဲခဲ့ပါတယ်။စစ်ဆေးမှုတွေအရလည်း အဒီခိုင်ဟာကိုးကွယ်သူတွေကိုအလွန်အကျွံအလွန်ငွေတွေထဲဝင်ခိုင်းတာမျိုးတွေတခြားရန်ပုံငွေတွေလလွန်ကဲကဲကောက်ယူတာမျိုးတွေရှိခဲ့ကြောင်းသိရပါတယ်။အာဘေးရဲ့အဖိုးဖြစ်သူဂျပန်ဝန်ကြီးချုပ်ဟောင်းနိုဘူဆူကီကီရှိလက်ထက်ကလေးကအဒီဘာသာရေးခိုင်းတဲ့ဆက်ဆက်မှုတွေလူသိရှင်ကြားရှိခဲ့ဘူးကြောင့်လေဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။